ဖရန်ရဲ့မိခင်ကြောင့်အော်ဟစ်ခဲ့တဲ့ United ပရိသတ်တွေရဲ့ရှက်ရတဲ့နယ်လို့ပြောဆိုလာတဲ့ကွာဒီယိုလာမရင်းချက်ကဂိုးမရှိတည်ကြခဲ့တဲ့မယူနိုက်တက်နဲ့မန်စီးတီးတို့ရဲ့ပရီးမီးယားလိပွဲစဉ်မှာအင်္ဂလန်ဂျယ်ဝစ်ဖိုရန်ရဲ့မိခင်ကိုရိုင်းဆိုင်တဲ့အော်ဟစ်မှုတွေပြုလုပ်ပြီးဖိုရန်ကိုပြစ်မှတ်ထားခဲ့တဲ့ United တင်ပရိသတ်တွေအနေနဲ့ရှက်ရတဲ့နယ်လို့မန်စီးတီးတင်းနီးပြကွာဒီယိုလာကဆိုခဲ့ပါတယ်မယူပရိသတ်တချို့ဟာဖိုရန်ရဲ့မိခင်ဖြစ်သူအသက်44နှစ်အရွယ်ရှိရိုလန်ကိုရည်ရွယ်ပြီးအက်ဂျီလိုအော်ဟစ်ကကွင်းထဲမှာရှိနေတဲ့ဖိုရန်ကိုလောင်ပြောင်ခဲ့ပါတယ် ိုရန်ကိုဘယ်ဂျီယံတောင်ပိုင်းကစားသမားဒိုကူနဲ့လူသားလဲအချိန်မှာလောင်ပြောင်မှုတွေဟာပုံများလာခဲ့ပါတယ်။မန်စီးတီးတင်းဟာကစားသမားတွေကိုဥတီတဲ့ရိုင်းဆိုင်တဲ့အော်ဟစ်မှုတွေကိုရှုံချခဲ့ပြီးဒီဘက်ဂွာဒီယိုလာကလည်းဒီလိုမျိုးအော်ဟစ်တာတွေကိုအစင်တမ်းရှိတဲ့လောက်ရလို့ပွဲပြီးမီဒီယာတွေ့ဆုံမှုမှာဆိုခဲ့တာပါ။ဂွာဒီယိုလာကဒါကအစင်တမ်းရှိတာပါ။ဒါပေမဲ့ယူနိုက်တက်မဟုတ်ပါဘူးလူတွေပါ။ယူရိုတသားပြောရရင်ဖူရန်ရဲ့အမိနဲ့ပတ်သက်တဲ့လူရီရဲ့စိတ်ကိုကျွန်တော်နားမလည်နိုင်ပါဘူး။ဒီလိုမျိုးလောက်ရက်ကအစင်တမ်းရှိလို့သူတို့ရှက်တင်ပါတယ်လို့ဆိုခဲ့ပါဗျ။ဖူရန်ရဲ့မိခင်ကလာရီဟာ2023ခုနှစ်အတွင်းက Nike Club မှာရမှုတောင်းကျမ်းနေပြီး ။ဒါကြောင့်ထိမ့်သိမ့်တဲ့ရဲတွေကိုစဲဆိုခဲ့တာကြောင့်ဖမ်းဆီးခံခဲ့ရမှုပါပဲ။နိုင်မီတော်ကစားသမားတဦးရဲ့မိခင်ဖြစ်ပေမဲ့ပြမလူနေမှုဆိုင်ကိုမထိမ့်သိမ့်တတ်တာကြောင့်နိုင်မီဆိုရှိသူဖြစ်လို့မန်ယူပရိသတ်တွေကအခုလိုလောင်ပြောင်ခဲ့တာပါ။ရုတ်တံဘောလုံးဝေဘာသုံးသက်သူဖြစ်ဆောင်ရွက်နေတဲ့မန်ယူနိုက်တက်ဂျင်ကစားသမားဟောင်းတွေဖြစ်ကြတဲ့ဂရီနီဗီနဲ့ရိုင်းဂိန်းတို့ကမန်ချက်စတာဒါဘီပွဲစဉ်မှာနှစ်သစ်စလုံးကကစားသမားတွေရဲ့ဆေးရထက်တန်မှုပြင်းထန်ခြင်းမရှိတဲ့ဘောဝေဖန်ခဲ့သေးပါတယ်။ဒီမှာဒီနေ့တက်တဲ့အမားကိုချက်ပြတ်တယ်